ကလေးလေးကိုရောကွေနွေးဘူးနဲ့လောင်းပြစ်မယ်ဆိုတာကြီးကလေဒီနေ့မနက်တခိုးဖမ်းမိတဲ့ဗီဒီယိုကြည့်ကြည့်လိုက်တာလေတကယ်မှကိုရင်ထဲကိုလေစိတ်မကောင်းဖြစ်မိရဲ့တိလားအခုဒီဆိုင်ရှင်ပြောတာကတော့ဒီကလေးအမေကခိုးတာနှစ်ခါရှိပြီလေတိလားကလေးမေကိုလေပားတွေလဲရော်ကိုင်းနားတွေလဲရော်ကိုင်းကလေးကိုပါရှင်ဘက်ကိုတွန်းချလိုက်သေးတာပြီးလို့ရှင်ရဲ့အပြင်ဘက်ကိုလေကလေးရဲ့အမေကိုကြော်ကုန်းနဲ့တုတ်တဲ့အချိန်မှာလေကလေးကိုပါတင်းနေအောင်ကြော်ကုန်းနဲ့တုတ်တာ ဘလောက်ကလေးနာနေမလဲနော်ဘလောက်ပဲငါကဆိုင်ရှင်ဖြစ်နေပါတယ်ပြောပြောဘလောက်ပဲအာငါတို့နိုင်ငံရဲ့ဥပဒေမဲ့ပါတယ်ပြောပြောငါဆိုင်ကိုလာခိုးတဲ့လူငါကြိုက်တာလုံးမယ်ဆိုတဲ့အတီးကြီးကိုတော့ဆိုင်ရှင်တွေအနေနဲ့မထားစေချင်ဘူးလာခိုးလို့မိတယ်ဆိုလို့ရှိရင်ပစ္စည်းကိုပြန်ယူပစ္စည်းမရဘူးဆိုလို့ရှိရင်ရဲလက်အပ်လိုက်ကလေးကိုရောကွေနွေးဘူးနဲ့လောင်းပြစ်မယ်ဆိုတာကြီးကလေလွန်တာပေါ့ကလေးရဲ့အမေကို ဒီလိုမျိုးပါးတွေယောကိုက်တာတွေနားတွေယောကိုက်တာတွေတောင်မှလွန်နေပြီကွာသိရမလားဆိုတော့အပြစ်မရှိတဲ့ကလေးကိုတွားပြီးတော့ခုလိုမျိုးလုံမယ်ဆိုတာကြီးကလေတော်တော်ကြီးမှကိုတရားလွန်နေလို့ခံစားရတယ်မြန်မာနိုင်ငံလူတွေဘလို့ဖြစ်နေလဲဆိုလို့ရှိရင်ကိုချင်းသူတို့ကိုချင်းစာကျင်တဲ့နေရာကြလို့ရှိရင်နှစ်ယောက်မရှိဘူးကိုချင်းမစာကျင်တဲ့နေရာဆိုလို့ရှိရင်လေကိုချင်းစာစိတ်လုံးဝမရှိဘူးခုလိုမျိုးဒီကလေးလေးရဲ့နေရာမှာကိုချင်းစာကြည့်လိုက်အခင်မင်းဒီကလေးလေးကကိုယ့်ရဲ့ကလေးလေးဆိုရင်ကိုယ့်ရဲ့ကိုယ့်ရဲ့တူလေးကိုသားလေးဆိုလို့ရှိရင်ဆိုတဲ့အတွေးနဲ့ကိုချင်းစာကြည့်လိုက် ဘယ်တော့တော့ခံစားရမလဲပြီးရင်ဒီကလေးမှာလည်းကလေးလေးကမမိနိုင်တဲ့အရွယ်ဆိုလို့ရှိရင်တော့ trauma ရမှာသေးကြတယ်ပစ္စည်းခိုးယူခံရတဲ့ဆိုင်ရှင်တယောက်အနေနဲ့ဒီပစ္စည်းခိုးယူတဲ့ကလေးအမေပေါ်မှာဒီလိုမျိုးကျင်းတာဝါတာတွေပါးတွေရောကြိုက်တာတွေနားတွေရောကြိုက်တာတွေเนาะဒါကလက်ခံလို့ရပါမယ်ကလေးတယောက်အပေါ်မှာ ပြုတ်မှုလှုပ်ဆောင်တာတွေကျင်းတာဝါတာတွေလုံးဝလက်ခံလို့မရဘူးဘလို့ဖြစ်နေလဲဆိုတော့အခုခိုးတဲ့ဒီကလေးမအေထက် စိုင်းရှင်ကပို့ပြီးတော့အော်ကောက်တန်းကြော်ကနေတယ်နော်ဆိုတော့ please guys ဆိုတော့တရင်အစ်စ်ရတာဘာလဲဆိုတော့အခုပစ္စည်းခိုးယူသွားတဲ့အမျိုးသမီးနဲ့ဒီကလေးကကလေးရဲ့အမေမဟုတ်ဘူးတဲ့ကလေးနဲ့ဆွေမျိုးတော်ဆက်တာဆိုပြီးတော့ပြောတယ်ဆိုတော့ကျွန်တော်တေချာဒီအမျိုးသမီးကသူပစ္စည်းသွားပြီးတော့ခိုးယူမဲ့နေရာမှာဒီကလေးကိုခေါ်သွားတယ်ဆိုတော့ရွေချက်ရှိကိုရှိတယ်ဘာလဲဆိုလို့ရှိရင်အကယ်၍ဒီသူပစ္စည်းခိုးတာလူမိခဲ့တယ်ဆိုလို့ရှိရင်ဒီကလေးကိုကာပါလောက်ဖို့အတွက်ဒီကလေးနဲ့ ပြပြီးတော့အတနာခံဖို့အတွက်ဆိုတာလုံးဝကိုသိကြတယ်ဆိုတော့ဆိုင်ရှင်အမျိုးသမီးကလည်းခိုးယူခံရတာတော့မှန်တယ်ဒါပေမဲ့လိုင်းပေါ်မှာသူညော့ကင်းပန်းတော့ကိစ္စတားကြီးကိုလိုင်းပေါ်မှာတင်လိုက်တော့သူ့ရဲ့လောက်ရကလုံးဝမှားတယ်နော်လူကြီးကိုပါသူကညော့ကင်းပန်းတော့ကိစ္စတားမဟုတ်ဘဲနဲ့ကလေးကိုပါညော့ကင်းပန်းတော့ကိစ္စတားဆိုတော့ကျတော့ပို့ပြီးတော့စိုးသွားတယ်သူ့မှာသူဘလောက်ကြီးပဲဒေါသထွတ်ထွတ်စိတ်တိုတိုတည်ရမလားအကယ်၍ကိုကဒီလူကြီးကို ဒီပေါ်ကားတွေယောကားတွေနောက်ကားတွေကိုယောကိုက်ချင်တယ်ဆိုရင်တောင်းပါလေသူကသူအပြင်ကွဲရမှလှုပ်တင်တာဗီဒီယိုကြီးရိုက်ပြီးတော့ line မော်တင်လိုက်တော့ကျတော့အခုသူ့ရဲ့အမကကိုယ့်ရဲ့အမဖြစ်သွားတယ်ဆိုတော့ဆိုင်းရှင်အမျိုးသမီးကလည်းခိုးယူတဲ့သူကိုရဲလက်အဖဲနဲ့သူကိုယ်တိုင်ပေါ်ကားတွေနော်ကားတွေယောကိုက်တဲ့ကိစ္စရောပြီးလို့ရှိရင်ကလေးရောလူကြီးရောညှော်ကင်းပန်းတော့ကိစ္စမှုနဲ့ပတ်သက်ပြီးတော့သူ့ကိုလည်းပြစ်ဒဏ်ပေးရမယ်။သူ့ပစ္စည်းခိုးယူတဲ့အမျိုးသမီးကိုလည်းပစ္စည်းခိုးယူမှုနဲ့ပြစ်ဒဏ်ပေးရမယ်။ ဒါဟာတရားမျှတမှုပဲဆိုတော့ကျွန်တော်တို့တွေအားလုံးကတနာကျင်နာကြတယ်ဟုတ်တယ်မှန်တယ်เนาะကျွန်တော်တို့လည်းတနာကျင်နာတတ်တယ်ဆိုတော့ဒီနေရာမှာတကယ်တနာကျင်နာမယ်သူကဘာလို့လဲသိလားเนาะအခုအရွယ်မရောက်သေးတဲ့ကလေးလေးဘာမှနားမလဲသေးတဲ့အပြစ်ကင်းစင်တဲ့ကလေးလေးကိုပဲတနာရမှာเนาะဘာလို့မှတနာစရာမရှိဘူးတနာရမှာအခုအရွယ်မရောက်သေးတဲ့ကလေးလေးကိုပဲကျွန်တော်တို့ကတနာရမှာဒါမှမဟုတ်ကျွန်တော်တို့ရဲ့တနာကျင်နာတဲ့စိတ်ဓာတ်တွေကိုနေရာချတတ်ပါစေ ော့လူတွေအားလုံးကကျွန်တော်ဒီပစ္စည်းခိုးယူတဲ့အမျိုးသမီးအရိုက်ခံရလို့အားလုံးတနာကြတယ်မှန်ပါတယ်ဒါပေမဲ့လေ तू ကလေဒီပစ္စည်းခိုးယူတဲ့အတွက်ကြောင့်မလို့တရားမျှတတဲ့ပြစ်ဒဏ်ကို तू ပြန်ပြီးတော့ခံယူရမယ်ဒါကကျွန်တော်တို့တွေဒါကလုံးဝတရားမျှတမှုပဲဒါထက်တရားမျှတတာလုံးဝမရှိတော့ဘူးဒါကကျွန်တော်တယောက်ထဲရဲ့သဘောထားအမြင်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်နဲ့သဘောထားမတူတာအမြင်မတူတာမျိုးရှိခဲ့တယ်ဆိုလို့ရှိရင်ကွန်မန့်မှာလွတ်လပ်စွာ AC ချပြီးတော့ရေးသွားကြပါလို့နော် 阿龙，吃饭嘞，拜拜。